်အယ်ဂျီးရီးယားအသင်းဟာ2026ကမ္ဘာ့ဗလာခြေစစ်ပွဲအာဖရိကဆုံးပွဲစဉ်မှာဆိုမာလီယာအသင်းကို၃ဂိုးကိုမရှိတဲ့အနိုင်ရခဲ့ပြီးနောက်2014နောက်ပိုင်းပထမဆုံးအကြိမ်ကမ္ဘာ့ဗလာပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။အယ်ဂျီးရီးယားအသင်းဟာဆိုမာလီယာအသင်းကိုအနိုင်ရခဲ့တဲ့အတွက်ခြေစစ်ပွဲကစားဖို့တပွဲသာကြံရှိတော့တဲ့အချိန်မှာအုပ်စုရင်းဒုတိယနေရာမှာရပ်တည်နေတဲ့ယူကန်နာအသင်းကို၄မှတ်ဖြတ်ပြီးဦးဆောင်နိုင်ခဲ့တာပါ။အဲဒါကြောင့်အယ်ဂျီးရီးယားအသင်းဟာ2026ကမ္ဘာ့ဗလာပြိုင်ပွဲကိုရှင်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။ မာရက်စ်ဦးဆောင်တဲ့အယ်ဂျီးရီးယားအသင်းဟာမော်ရိုကိုတူနီးရှားနဲ့အီဂျစ်အသင်းတို့ပြီးနောက်2026ကမ္ဘာ့ဗလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်တဲ့ဆရိုရာမြောက်အာဖရိကအသင်းဖြစ်လာခဲ့ပါတယ်။အယ်ဂျီးရီးယားအသင်းဟာကမ္ဘာ့ဗလားပြိုင်ပွဲကို၅ချိန်မြောက်ဝင်ရောက်ရှင်ပိုင်မှာဖြစ်ပြီးအရင်ရှင်ပိုင်ခဲ့တဲ့၄ချိန်မှာအမြင့်ဆုံးအဖြစ်နောက်ဆုံးရှင်ပိုင်ခဲ့တဲ့နောက်ဆက်၄ကမ္ဘာ့ဗလားပြိုင်ပွဲမှာဆက်ရောက်တဲ့အဆင့်ရောက်ရှိခဲ့တာဖြစ်ပါတယ်။အယ်ဂျီးရီးယားအသင်းဟာလာမယ့်2026ကမ္ဘာ့ဗလားပြိုင်ပွဲမှာပိုပြီးကောင်းမွန်တဲ့အဆင့်ကိုတတ်နိုင်ဖို့မျှော်လင့်နေပါတယ်။ 2016ကမ္ဘာ့ဗလားပြိုင်ပွဲကိုအာဖရိကဆုံခြေစစ်ပွဲကနေထဲဆုံးအသင်း၉သင်းဟာဒါရိုက်ဝင်ခွင့်ရမှာဖြစ်တာကြောင့်ဒါမဲ့နောက်ဆုံးပွဲစဉ်တွေမှာခြေစစ်ပွဲအောင်မြင်တဲ့အသင်း၅သင်းထပ်ပြီးထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။အကောင်ဆုံးအုပ်စုဒုတိယအသင်း၄သင်းကတော့နောက်တဲ့အဆင့်ထပ်ပြီးရှင်ပြန်ရမှာပါ။အယ်ဂျီးရီးယားအသင်းဟာအောက်တိုဘာ14ရက်မှာ2016ကမ္ဘာ့ဗလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ယူဂန်ဒါအသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။